လာမယ့်ရွေးကောက်ပွဲမှာရန်ကုန်မှာမဲပေးရမယ့်စစ်ပေရှောင်းဦးရေဟာဒီကနေ့ထိကောက်ယူထားတဲ့စရင်အရာ9000ဝန်းကျင်ရှိတယ်လို့အုပ်ချုပ်ရေးနဲ့နေဆက်တဲ့သတင်းရင်းမြစ်တွေကပြောပါရယ်စစ်ကောင်စီအစိုးရကအခုရက်ပိုင်းအတွင်းမြို့နယ်အတွင်းမှာနေထိုင်တဲ့စစ်ပေရှောင်းတွေနဲ့အုပ်ချုပ်ရေးအဖွဲ့တွေကိုတွေ့ဆုံခိုင်းပြီးထောက်ပံ့ကြေးပေးကာကြိုတင်မဲ့ဒါမှမဟုတ်မဲပေးစည်းရုံးပြောဆိုရတာလို့တောင်တကုံမြို့နယ်အုပ်ချုပ်ရေးနဲ့နေဆက်တဲ့သတင်းရင်းမြစ်က DBB ကိုပြောပါရယ်စစ်ကောင်စီကစက်တင်ဘာလ15ရက်နေ့ထိကောက်ယူထားတဲ့စရင်အရာ ရန်ကုန်တိုင်းအတွင်းစစ်ပေးရှောင်း4855ရောက်ရှိပြီးလက်ရှိမှာလည်းထပ်ကောက်နေတယ်လို့ထွေအုံနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က DBB ကိုပြောပါရယ်မဲဆင်းမှာပါရှိပြီးမြို့နယ်ပြင်ပမှာရောက်ရှိနေတဲ့ဆန္ဒမဲပေးပန်ခွင့်ရှိသူတွေအနေနဲ့ကျောင်းတင်နဲ့အချုပ်ခန်းတဲ့ဆေးရုံတွေမှာလာမယ့်နိုဝင်ဘာလ25ရက်ကနေ29ရက်အတွင်းကြိုတင်ဆန္ဒမဲပေးရမှာဖြစ်တယ်လို့စက်တင်ဘာလ25ရက်ကစကောင်စီကထုတ်ပြန်ထားပါတယ်ရှင်။